အတော့ဒီကနေ့တရားဘာဝနာများကို ကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောဖို့လှည့်ကြတဲ့တရားက မေတ္တာဘာဝနာပေါ့နော်အဲ့တော့ဦးဇင်းတို့ မေတ္တာဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစပြီးတော့ပြောခြင်းတော့ဆိုတော့မေတ္တာတရားဆိုတာဘာလဲဆိုတာလေးကနေစပြီးတော့ပြောပါအလုံးကတော့အကျဉ်းမြင်နားလည်ထားကြပြီးသားပါ ဒါပေမဲ့မေတ္တာဆိုတဲ့စကလုံးလေးရဲ့အတိပ္ပယ်ကိုလိုရင်းကြကြထိတိမိမိသိဖို့နားလည်ဖို့လိုတယ်။မေတ္တာဆိုတာဘာလဲလို့မေးရင်မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာ။လိုရင်းကဒါပဲနော်။တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းသာဒါမေတ္တာ။အဖွဲတွေအနွဲတွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအတိကထားလို့မရဘူးနော်။ ကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လိုက်လဲလဲတတဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုထက်ခါထက်ခါဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်မြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြကြဟောတယ်ကိုယ်နဲ့ဘယ်လိုနှိုင်းစာရမှာတော့ကိုယ်ဘယ်လိုသဘောထားရှိတော့ကိုယ်ဆန္ဒတွေဘယ်လိုရှိတော့ဆိုတာကိုအရင်စဉ်းစားပါ တရားမတော်ဦးဇင်းတို့တွေဟာဘေးရန်ကင်းကျင်ကြတယ်။ကျမကြီးကောင်းကျင်ကြတယ်။နှလုံးစိတ်ဝမ်းငြိမ်းချမ်းကျင်ကြတယ်။အစအစရာရာကျန်းကျန်းမာမာချမ်းချမ်းသာသာအစဉ်ပြေပြေဘေးကင်းရန်ကင်းနေလိုထိုင်လိုကြတယ်။ဒါတတ္တဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်။အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုလိုရင်ဆန္ဒတွေရှိတယ်ဆိုရင်တခြားသော တတ္တဝါတွေဟာလည်းပဲအဲ့ဒီလိုလိုရင်ဆန္ဒရှိကြတယ်ဆိုတာကို နားလည်ရမယ်။အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့ တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းစားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ်နော်ဂျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစေဝါငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုရှင်ရဲမှုမှာမတွေ့စီလို့မကြုံစီလို့ဘူးဆိုတဲ့ဒီမောမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုကိုကထက်ခါထက်ခါဖြစ်အောင်ကြိုးစားရမှာ ဟုတ်လားကြိုးစားလို့ရှင်သူကကျွမ်းကျင်လာတဲ့အားရှိလာတဲ့အစုအပုံဖြစ်လာတဲ့မြတ်တာတရားကကိုယ်တန်တန်မှာဟုတ်လားအဲ့ဒီလိုမြတ်တာကိုကြိုးစားအထုတ်မယ်ဆိုလို့ရှင်ရရှိမဲ့အကျိုးကျေးဇူးကတရားဓမ္မတို့ဦးကြီးတို့တွေအကုန်နားမလည်နိုင်ဘူးမေတ္တာတရားရဲ့စွန့်ရည်တတ္တိဟာအလွန်တရာမှကြီးမားတယ်သူထက်စွန့်ရည်တတ္တိကြီးတာကတော့ဦးကြီးတို့မဂ္ဂင်ရှင်ပါအချင်းမြတ်တရားနဝိပဿနာတရားဒါပဲရှိတော့တယ် ဒါကြောင့်မေတ္တာကိုမြတ်စွာဘုရားကအများကြီးအသုံးပြုဖို့နော်တိုက်တွန်းနှိုးဆော်တော်မူတယ်။ဒါကြောင့်ပေသဘောင်သူတော်ကောင်းတို့ဦးဇင်းတို့တွေ